ကုန်ပြင်းစည်းရီကိုရောင်းရဖို့အတွက်မြန်မာလူမျိုးတွေကိုဟန်စာဝီချစ်ပြနေတယ်လို့အပြောခံနေရတဲ့ boss guy မြန်မာနိုင်ငံကနေတခြားနိုင်ငံကိုအကြောင်းအမျိုးမျိုးကြောင့်တွားရောက်လုပ်ကိုင်းသူတွေရှိပေမဲ့နိုင်ငံရဲ့ခြားကနေလာရောက်ပြီးမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်းနေကြသူတွေလည်းရှိပါတယ်မြန်မာလူမျိုးတွေကိုအရင်ချစ်လို့ပါဆိုပြီးတော့မြန်မာစကားကိုလည်းကျွမ်းကျင်အောင်လေ့လာထားသူကတော့ထိုင်းလူမျိုးတယောက်ဖြစ်တဲ့ boss guy ဖြစ်ပါတယ်ဒီမှာကတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလေးကမြန်မာနိုင်ငံမှာစီးပွားရေးလာလုပ်နေသူဖြစ်ပြီးတော့မြန်မာယဉ်ကျေးမှုကိုအရင်သဘောကျတယ်လို့လည်းဆိုပါတယ်မြန်မာစကားကိုမပီကလာပီကလာပြောတဲ့သူလေးဖြစ်တာကြောင့် ောင့်လူတွေကသတိထားမိလာကြပြီးစစ်စရာကောင်းတဲ့မိန်းကလေးအဖြစ်အားပေးလာကြပါတယ်။သူ့မှာမြန်မာနာမည်လည်းရှိပြီးတော့မြန်မာသချင်းတစ်ပုဒ်ကိုလည်းဝယ်ထားပြီးတော့တည်ဆူထားပါတယ်။ Boss Coin က Madden Eliza ဆိုတဲ့နာမည်နဲ့အလှကုန်ပစ္စည်းတွေ အစီအကျဆေးတွေကိုမြန်မာနိုင်ငံကနာမည်ကြီးသူတွေနဲ့ကြူကြူရောင်းချနေသူဖြစ်ပါတယ်။ Volkswagen ကမြန်မာနိုင်ငံကိုချစ်တဲ့သူဖြစ်တာကြောင့်မြန်မာစကားတွေကိုလည်းစူးစမ်းပြီးတော့လေ့လာနေတဲ့အပြင်မြန်မာအလှမဲ့ပြိုင်ပွဲတွေကိုလည်းအားပေးပါတယ်။ဒါပေမဲ့သူမကသူ့ရဲ့စီးပွားရေးအတွက်မြန်မာလူမျိုးတွေကိုဟန်ဆောင်ပြီးတော့ချစ်ပြနေတဲ့သူအဖြစ်လည်းဝေဖန်ခံနေရတဲ့သူပါရှင်။ Volkswagen ကထိုင်းလူမျိုးတယောက်ဖြစ်ပေမဲ့လွန်ခဲ့တဲ့နှစ်မှာလည်းတဲဆုညင်းကိုပဲအားပေးခဲ့ပါတယ်။တဲဆုညင်းက Volkswagen ရောင်းတဲ့မြို့သမီး၃ပစ္စည်းတွေကိုရောင်းချပေးခဲ့ပူပါတယ်။သူရောင်းတဲ့ပစ္စည်းတွေက MLM ပစ္စည်းတွေဖြစ်နေတာကြောင့်တဲဆုညင်းလည်းအတော်လေး ဖန်ခံလိုက်ရပါတယ်။သူရောင်းတဲ့ပစ္စည်းတွေကစင်ပွားစနစ်နဲ့ရောင်းချတာဖြစ်ပေမဲ့လည်းယုံကြည်စွာသုံးလို့ရတယ်လို့လည်းပြောထားပါတယ်။ထိုင်းမှာတောင်ဘသူမှမသုံးတဲ့ပစ္စည်းတွေကိုမြန်မာနိုင်ငံကိုချစ်လို့ဆိုပြီးတော့လာရောင်းကြတာကြောင့် Bosscoin ကဟန်ဆောင်ချစ်ပြတဲ့သူအဖြစ်လည်းပြောခံနေရပါတယ်။အလားမဲ့ကြောက်ကအမျိုးသမီးတွေရဲ့တည်တံ့နေရာမှာသုံးတဲ့ပစ္စည်းတွေကိုရောင်းနေဆိုပြီးဝန်ဝင်ဆုံးမခဲ့ကြပါတယ်။ဒီနှစ်မှာလည်း Bosscoin ကမြန်မာအလားမဲ့ဖြစ်တဲ့ JK Sophia ကိုအားပေးနေပါတယ်။ Bosscoin ကထိုင်းလူမျိုးကြောက်ဖြစ်ပါရဲ့နဲ့ထိုင်းအလားမဲ့ကိုအားမပေးဘဲမြန်မာအလားမဲ့ကိုပဲအင်ကြိုက်အားကြိုက်အားပေးနေတာကကွန်မြူ စ်ဆေးတွေကိုရောင်းကောင်းစေဖို့လားလို့လည်းမေးလာကြပါတယ်။ဘော့စကိုင်းကတော့အရင်ဘဝကမြန်မာလူမျိုးဖြစ်ခဲ့တာလားလို့ထင်ရလောက်အောင်မြန်မာတွေကိုချစ်ပြနေပြီးတော့ဝေဖန်မှုတွေတွေ့ရလို့လည်းစိတ်မကောင်းဖြစ်နေပါတယ်။သူအားပေးတဲ့အလှမေကိုတော့ပြောခွင့်မရှိတော့ဘူးလားလို့ထင်နေပြီးတော့အလုပ်တွေတောင်ဆက်လုပ်ချင်စိတ်မရှိဖြစ်နေပါတယ်။မြန်မာကြီးကိုတောက်ချလို့မြန်မာအလှမေကိုအားပေးဖို့မရှိဘူးလားဆိုတဲ့အထိစိတ်ထိခိုက်သွားပါတယ်။အရင်ကတော့ဘော့စကိုင်းကမြန်မာစကားကိုကြမ်းကြမ်းကြင်ကြင်ပြောချက်ပေမဲ့အခုဆိုရင်တော့မြန်မာစကားတော်တော်များများကိုနားလည်နေတဲ့အပြင်ဝါကျအကျိုးလေးတွေကိုလည်းပြောချက်နေပါတယ်။မြန်မာလူမျိုးတွေကိုချစ်တယ်လို့မြန်မာ ာစကားတွေလည်းတက်ချင်တဲ့ဆိုတဲ့ boss ကိုင်ကအလှတန်းနေလည်းများစွာပြုလုပ်ခဲ့ပါတယ်။ boss ကိုင်ကမြန်မာအစားအစာကိုလည်းသဘောကျပြီးတော့မြန်မာကောင်လေးတွေကိုပဲရွေးချယ်မယ်ဆိုတဲ့အထိမြန်မာနိုင်ငံကိုသဘောကျနေသူပါရှင်။ ဒါပေမဲ့လူအများစုကတော့ boss coin ကိုသူ့ရဲ့လုပ်ငန်းတွေထုတ်ကုန်တွေကိုရောင်းချင်တာကြောင့်မြန်မာလူမျိုးတွေကိုသဘောကျအောင်တင်ပြလုပ်ပြနေတယ်လို့လည်းဝေဖန်နေကြတာပါ။သူ့ရဲ့ကုန်ပစ္စည်းတွေကိုထိုင်းနိုင်ငံမှာရောင်းလို့မရတာကြောင့်မြန်မာနိုင်ငံကိုလာရောက်နေလို့ထင်နေကြပြီးတော့ဟန်ဆောင်ပြီးတော့မချစ်ပြဖို့လည်းပြောနေကြပါသေး။ဒါပေမဲ့ထိုင်းလူမျိုးကျောက်ကမြန်မာနိုင်ငံကအလှမေတွေကိုအားပေးပြီးတော့မြန်မာစကားတွေကိုတက်ကြွအောင်သင်ကမြန်မာယဉ်ကျေးမှုကိုဖော်ပြတာကကျေးဇူးတင်စရာကောင်းတယ်လို့လည်းပြောတဲ့သူတွေရှိနေပါသေး။ boss coin ကတော့မြန်မာနိုင်ငံကိုရောက်လာပြီးတဲ့နောက်မှာသူ့ရဲ့ထုတ်ကုန်တွေကိုနာမည်ကျော်စဲလီလေးနဲ့ကြော်နာနေပါပြီ။ ်ဂျေခေကိုလည်းအပိတ်သူဖြစ်တာကြောင့်ဂျေခေမြန်မာနိုင်ငံကိုပြန်ရောက်ရင်လည်းကြော်ညာခိုင်းအောင်မလားလို့လည်းတွက်ဆထားကြပါတယ်။ဘော့စကွိုင်းကအခုဆိုရင်တော့မြန်မာနိုင်ငံကိုမြန်မာနိုင်ငံသားတွေချက်တောင်ချက်ပြပြီးတော့သူ့ရဲ့ကုန်ပစ္စည်းတွေကိုချိုးပေါက်အောင်မြအောင်စ조사နေတဲ့လုပ်ငန်းရှင်တယောက်ဖြစ်လာပါတယ်။ဘော့စကွိုင်းကမြန်မာလူမျိုးတွေကိုရင်ထဲကနေတကယ်ချက်ပြတာလားဒါမှမဟုတ်ဇေယောင်းကောင်းကျင်လို့ဟန်ဆောင်ပြီးတော့ချက်ပြတာလားဆိုတော့အမြင်လေးတွေကိုကောမမကြီးခဲ့ပေးကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။